အင်တာဗျူးမှာပဲဖြစ်ဖြစ်မင်းရက်ကဘလောက်ရှိလဲ你的身高是多少路？没哪个没算，我个不留边皮样嘞。利用路苗，哎呀，一单打我表一卡嘛，你马路内风扇的道理归哪个？对他们家没路钱嘞。利用路，哎呀，一单打我风扇那苗内表路哑巴嘞。不过嘛，过夜哎呀，个阿伯内累了嘛被他巴哟。第阿伯内累了嘛个，人从十厘米大个地上路过着路阿巴嘞。 ်စင်တီမီတာကိုတိဖို့အတွက်ဆိုလို့ရှိရင်အလွယ်ဆုံးနည်းလမ်းကတော့ Google Search Bar မှာတွားပြီးတော့5 feet 4 inches in centimeter ဆိုပြီးတော့တောင်းချလိုက်တာကတော့အလွယ်ဆုံးပါပဲ။ဒါဆိုရင်ဒီမှာကျလာပါလိမ့်မယ်။ဒီမှာတွေ့ရတဲ့အတိုင်းပဲ9ဗီလေးလမ်းမကစင်တီမီတာမှာဆိုလို့ရှိရင်162စင်တီမီတာရှိတာကိုကြည့်ရမှာပါအဲ့ဒါကိုပထမအဦးဆုံးတစ်ခုအနေနဲ့စင်တီမီတာကိုဒီဟာကိုဓာတ်ရိုက်ပြောကြမယ်ဓာတ်ရိုက်ပြောရင်ဘယ်လိုပြောမလဲဆိုရင် 我的身高是一百六十二厘米နဲ့ပြောပါတယ်။厘米ဆိုတာကကြတော့စင်တီမီတာပါ။အဲ့လိုမပြောချင်ဘူး၊ဓာတ်ရိုက်မပြောချင်ဘူးဆိုလို့ရှိရင်နောက်ထပ်တနည်းနဲ့ပြောလို့ရပါသေးတယ်။စင်တီမီတာမှာ100စင်တီမီတာရှိတာကိုအလုံးပဲသိကြမယ်လို့ထင်တယ်။အဲ့တော့ဒီမှာ162စင်တီမီတာကို100ကိုမီတာအနေနဲ့ပြောင်းလိုက်ပါမယ်။ တရာကိုမီတာအနည်းနဲ့ခွဲထုတ်လိုက်ရင်ဒီမှာ62ကျန်မှာဖြစ်ပါတယ်။ဒီမှာတစ်ခုရှိတာကမီတာနဲ့ပြောလို့ရှိရင်အနောက်မှာကျန်တဲ့ကဏ္ဍနှစ်ခုကိုခွဲပြီးတော့ပြောပြရပါတယ်။အဲ့တော့ဒီမှာဆိုရင် Leo R 6နှစ်ဆိုပြီးတော့ပဲပြောပြရပါမယ်။ဘယ်လိုလဲဆိုရင် Imi Leo R တကယ်လို့ကိုက162မှ8ဆိုလို့ရှိရင်လေ Imi တမီတာကိုခွဲထုတ်လိုက်မယ်။ Leo R ်ကိုကအဲ့လိုမဟုတ်ဘူး180ဆိုလို့ရှိရင်ဤမီပါဆိုရင်ရပါပြီ180ဆိုလို့ရှိရင်ဤမီတမီတာခွဲထုတ်လိုက်တယ်80ကိုချီးဆိုလို့ရှိရင်ရပါပြီ